ရိသမြအားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံကိုစားပြု SB မြို့သမီးကလပ်အသင်းရဲ့မြို့သမီးအာရှချန်ပီယံလီအုပ်စုစဉ်ပွဲစဉ်တွေကိုအွန်လိုင်းကနေပြီးတော့ကြည့်ခွင့်ရနိုင်မလားဆိုပြီးပြည်သက်တွေတမီးတွေမေးကြပါတယ်ဟုတ်ကဲ့အဲ့မေးခွန်းလေးကိုဖြေပေးပါမယ်ခင်ဗျာပြည်သက်တွေအတွက်ဝမ်းသာစရာသတင်းရှိပါတယ်တကယ်မင်္ဂလာသတင်းပါပြည်သက်တွေအနေနဲ့ ISB မြို့သမီးတင်ပါဝင်တဲ့မြို့သမီးချန်ပီယံလီအုပ်စုစီကပွဲစဉ်အားလုံးကိုအွန်လိုင်းမှာ live ိုက်ရိုက်ကြည့်ရှုဝင်ရရှိမှာဖြစ်ပါတယ်။ရုပ်သံဆိုရင်တော့ SkyNet ကပဲပြသမှာပါ။ဒီတော့ online မှာ Bell Channel ကပြသမှာလဲပေါ့လေ။ဟုတ်ကဲ့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကရော online channel ကရောအတည်ပြုလိုက်ဖြစ်ပါတယ်။ The AFC Hub YouTube channel ကနေ ISB Immunity Club အသင်းပါဝင်တဲ့အုပ်စုစီကအမျိုးသမီး Champion League အုပ်စုပွဲစဉ်အားလုံးကိုတိုက်ရိုက် live ထုတ်လင်းပြသပေးသွားမှာဖြစ်ပါတယ်ခင်ဗျ။ဒီနေ့နိုမာလာ9ရက်နေ့မှာကျင်းပမယ့် ISB အမျိုးသမီးကလပ်အသင်းပါဝင်တဲ့အုပ်စုစီကပွဲစဉ်နှစ်ပွဲလုံးကိုတိုက်ရိုက်ပြသသောအဖြစ်တဲ့အကြောင်းကိုဒါ ASC Hub YouTube Channel ကသူတို့ရဲ့ upcoming live stream ထဲမှာတရားဝင်ထည့်သွင်းဖော်ပြထားပြီလည်းဖြစ်ပါတယ်။လာမယ့် normal ဆန်းနေ့မှာကျင်းပမယ့်ပွဲစဉ်နှစ်ပွဲလုံးကိုလည်းသူတို့စီမှာကြည့်ရှုခွင့်ရနိုင်မယ်လို့ဒါ ASC Hub YouTube Channel က upcoming live stream ထဲမှာထပ်ပြီးတော့အသိပေးထားပါသေးတယ်ခင်ဗျာ။ဒီနေ့ normal 6ရက်ညနေ3:00အချိန်မှာဂျပန်ကလပ်တိုကျိုဘာရီပီလီဇာနဲ့ မြောက်ကိုရီးယားကလပ်နေကိုရန်တို့ရှင်မြန်ကစားဖို့ရှိပါတယ်ပြီးတော့ညခွန်နိုင်ရှင်ကိုရောက်ရင်မြန်မာနိုင်ငံကိုစားပြုကလပ် SB အမျိုးသမီးတင်တဲ့တောင်ကိုရီးယားကလပ်စူဝါအမျိုးသမီးတင်တို့ကစားမှာဖြစ်ပါတယ်ခင်ဗျမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်က SB အမျိုးသမီးကလပ်အသင်းရဲ့ပွဲစဉ်တွေကိုသူဝနာကွင်းကြီးတဲ့အထိလာရောက်အပိမဲ့ပြိဿတ်တွေအတွက်လည်းကွင်းဝင်ကြီးအခမဲ့စီစဉ်ပေးထားပါတယ်အစောပိုင်းကလက်မှတ်တွေကိုရိုးရိုးတန်းကျန်2000အထူးတန်းကျန်5000ဆိုတဲ့ဈေးနှုန်းနဲ့ရောင်းချခဲ့တာဖြစ်ပါတယ်လက်မှတ်တစ်စောင်ကို ဝဲစဉ်နှစ်ပွဲလုံးကြီးခွင့်ရမယ်ပေါ့လေအခုတော့လက်မှတ်ဝယ်ယူထားတဲ့သူတွေကိုလည်းကွင်းဝင်ကြီးအခမဲ့တတ်မှတ်လိုက်လို့လက်မှတ်ခပြန်အမ်းပေးသွားမယ်ဒီနေ့နော်မာလာ9ရက်နေ့မှာအမ်းပေးမှာဖြစ်တယ်လို့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကအသိပေးထားပြီးဖြစ်ပါတယ်ခင်ဗျပြီးတော့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ဟာကွင်းထဲထီလောက်ဒီစုအမှပြိသက်တွေအိမ်အပြန်အစဉ်ပြေးအောင်လဲအပြန်လမ်းကြောင်းတွေကိုဘတ်ကအခမဲ့စီစဉ်ပေးထားပါတယ်အပြန်လမ်းကြောင်း၅ခုကိုပြည့်စုံပေးမှာဖြစ်ပါတယ်ည9နာရီခွဲအချိန်မှာ ူဝနာကွင်းကြီးကနေကားတွေထောက်ခွာမယ်လို့သတင်းကြားသိရပါတယ်ခင်ဗျဟုတ်ကဲ့မြန်မာနိုင်ငံကိုစားပြု ISP မြို့မြကလပ်တင်ရဲ့အမျိုးသမီးအာရှရှမ်ပီယံနီအုပ်စုပွဲစဉ်တွေကို The AFC Hub YouTube Channel မှာတိုက်ရိုက် live ကြည့်ရှုခွင့်ရနိုင်မယ်ကြောင်းပရိသတ်တွေကိုသတင်းကောင်းပို့လိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ